ဂူဂူတို့ဟာလှုပ်ဝက်တကားပေါက်ကနေ9လောက်ကိုပြုတ်ကျလာပါ යි စိုက်ဘော8ကလည်း9လောက်ကထူးဆန်းတဲ့ခန်းဆိုတာပဲကြားဘူးတာပါဒါအပြင်တခြားဟာရရမသိပါဘူးအပေါက်ကနေဘိုဝီဝက်ကရှည်စရာပဲကောင်းလေးမသိချင်းငါပြောသလိုလှုပ်လိုက် Dragon Ball နဲ့ Dragon Warrior ကိုငါ့ကိုပေးလိုက်ဂူဂူကတော့မပေးနိုင်ဘူးလို့ပြောပါ යි ဘိုဝီဝက်ကအဲ့ဒါလာနေပြီထင်တယ်လို့ပြောကပေါက်ကိုခလုံးနဲ့ပြန်ပိတ်လိုက်ပါ යි မင်းတို့ရေရိုးတခြားသားချဖြစ်သွားတာကိုငါမော်နီတာအနေနဲ့ထိုင်ပြီးကြည့်နေလိုက်မယ်စိုက်ဘော8က ဆုံးကုတ်ကိုမင်းလည်းမကောင်းတာတွေလုပ်ဖို့ Dragon Ball တွေကို live ဆုနေရလားလို့မေးတော့မဟုတ်ပါဘူးအဲ့ဒါတွေကတလုံးကငါအဖိုးရဲ့အမတ်တရားပစ္စည်းလေးအဲ့ဒါကြောင့် live ရှာနေရလို့ကိုကူကပြန်လည်းဖြေခဲ့ပါတယ်သူတို့ရှိကနေရင်ကြီးကပွင့်လာခဲ့ပြီးတော့အထဲမှာတစ်ခုရှိနေပါတယ်အဲ့ဒီယာကြီးစားတောက်ထားတဲ့အယိုးကြောက်တွေလည်းဘေးနားမှာပွားလက်ကျနေခဲ့တာပါ Cyber Eye ကကြောက်လို့နောက်ဆုတ်သွားရင်လည်းအယိုးတစ်ခုကိုနင်းမိသွားပါတယ်။အဲ့ဒီအတန်အကျောက်အဲ့ဒီ Monster ကြီးကလည်းသူတို့ရှိနေတာသတိထားမိသွားပါတယ်။ဆူနိုရဲ့ကရင်အောက်မှာတော့ပန်းရောင်ကောင်လေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ မြင်တရာနဲ့စုံလုံးကယူလိုက်ပြီးမင်းကလမ်းပြောင်းနေရလားမင်းရဲ့အဖေနဲ့မိဟာစိတ်ပူနေမှာပဲနော်အနာအပေါက်နာမှာသူ့ရဲ့မိဘတွေလို့ယူဆရတဲ့ကောင်းနှကောင်တွေ့ရကြောက်စုံလုံးကလည်းလှုပ်ပေးလိုက်ပါအဲ့ချိန်ဘိုးရီဝက်ကစပီကာကနေကောင်းလင်းမင်းဘူယွန်နဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့မင်းတေဖို့ပဲရှိတယ်။ तू ကမင်းကိုစားဖို့ပြေးနေရမလား။ server ကဘူယွန်ကိုအကြောင်းနေပေမဲ့ဂူဂူကတော့သူ့ကိုတစ်ချက်တည်းနဲ့အနိုင်ယူနိုင်မယ်လို့ကြုံဝါနေကြတာပါ။ဘိုးရီဝက်ကလည်းမင်းတော်တော်တုံးတာပဲကွာ။မင်းဘလောက်ပဲတော်တော်ဘာလက်နဲ့ပဲတုံးတုံးကိစ္စမရှိဘူးကွာ ဘူယုံကမင်းရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ကိုကူကတစ်ချက်ထိုးလိုက်ပေမဲ့ဘူယုံကဘာမှမဖြစ်ဘူး။မရဘူးသူ့ရဲ့ခန္ဓာကိုယ်ကထိုးလို့လည်းမရဘူးကယ်ရိုနာမရဘူးအရင်ဖြော့ပြောင်းပြီးနူးညံ့လွန်းနေ။ဘော်လုံးလိုမျိုးဖြစ်နေကြပါဘူယုံက။ဘူယုံကောင်ကဂျိုနဘက်ကလှက်စည်းရည်နဲ့ပါပြစ်လို့ရနေရကြောက်ကိုကူကဓာတ်လိုက်သွားခဲ့ပါလေ။အောက်ကပြုတ်ချတာတဲ့ကိုကူကိုဘူယုံကသူ့ရဲ့ရှာစင်းရှိကြီးနဲ့ဆွဲယူပြီးပါဇက်ထဲကိုထိပစ်လိုက်ပါပြီ။ကိုကူကိုဝါစားလိုက်လို့တည်သွားပြီလို့ထင်ခဲ့ပေမဲ့လေကိုကူကပူယုံရဲ့ပါဇက်ကိုပြန်လိုက်ရင်ပြန်ထွက်လာခဲ့နိုင်ပါ යි ။ တည်တော့မလို့ပါလားနောက်ထပ်နည်းနည်းသာဆိုရင်မြူချခံရတော့မှာဘူယုံကလက်စင်းနဲ့ပြစ်တယ်ရှောင်းနေတဲ့လိုက်တက်နေနေဂူဂူကဒီချိန်မှာတော့အခေါအခါရှောင်းနိုင်ခဲ့ပါတယ်ဂူဂူကနောက်ပိုင်းချိန်နေမှာတော့ဘူယုံရဲ့တက်ခတ်မှုတွေကိုတီးပြီးရှောင်းနိုင်ခဲ့တယ်ဆိုပါတော့ဒုက္ခပဲပြေးပဲပြေးနေရတယ်သူ့အနိုင်ရဖို့ဘယ်လိုလုပ်ရင်ကောင်းမလဲစိုက်ဘော်အိတ်ကဆုံးဂူဂူမင်းတော်တော်လေးပြင်မနေပြီလို့ပြောတော့ဂူဂူကဟုတ်တယ်ငါပိုင်လဲစာနေပြီလို့ပြန်ဖြေရပါဂူဂူကဘူယုံကိုကမ်မီဟမီယာနဲ့ပြစ်လိုက်ပြင်မယ်လေဘူယုံရဲ့ခန္ဓာကိုယ်က easy easy ဖြစ်နေရကြောင့်ကမီဟမီယာအလုံးကပြန်လဲကန်ထွက်သွားခဲ့ပါတယ်။ဘယ်လိုဖြစ်တာလဲကမီဟမီယာတော့မရဘူးလား။ဘိုးဝိုက်ကတော့ CCTV ကနေကြည့်နေ။ဟာဟာဘယ်လိုလဲကောင်လေးရဲ့။နောက်ဆုံးခွင့်ရထပ်ပေးရမလား။ Dragon Ball နဲ့ Dragon Warrior ကိုပေးရင်မင်းကိုကယ်ပေးမယ်။ Cyber Ego ဘိုးရုံကသူ့ရဲ့ရှာရှည်နဲ့ဆွဲပြီးစာမလို့လောက်ခဲ့ပေမဲ့ Google ကအချိန်မီလေးပဲကယ်တင်လိုက်နိုင်တာပါ။ရွေးရမရှိတော့ဘူးအစွမ်းအောင်တုံးပြီးမင်းကိုဖြည့်ဆည်းပြစ်မယ်ဆိုပြီး Google ကဘိုးရုံရဲ့ 5G ကိုကောင်းတဲ့ဝင်တိုက်ခဲ့တာပါ။ ဘလို့တက်တဲ့မရနိုင်တော့တဲ့အဆုံးမှာကိုကဆူနုပြောခဲ့တဲ့စကားတစ်ခုကိုသတိရသွားပါတယ်။အဲ့ဒါကတော့မင်းတို့ကိုလို့အေးခဲလာတဲ့ချိန်မှာတောင့်သွားရဲဆိုတဲ့စကားပဲဖြစ်ပါတယ်။တိပြီမာကြောတယ်။ကိုကနေရန်တစ်ခုကိုဖောက်လိုက်ပြီးအပြင်ကအေးလာတဲ့လေတွေကအထဲကိုဝင်လာပါပြီ။ကိုက Android ကိုမင်းအေးရနဲ့ပတ်သက်ပြီးပြဿနာရှိလား။ငါမှအဲ့လိုပြဿနာမျိုးမရှိပါဘူး။ဒါဆိုရင်မင်းကြီးရဲ့ဝင်နေပြစေမခံနိုင်တော့အောင်အေးနေလို့ပါ။ဝင်လာတဲ့အေးတန်တွေကြောက်ပဲဘူယွန်ဟာခဲပြီးတောင့်သွားခဲ့ပါတယ်။ တောင်းနေတဲ့အချိန်မှာဘူယွန်းကိုဂူဂူကဖြတ်ကန်လိုက်ပြီးဘူယွန်းကရုပ်ထုလိုမျိုးခြေခွဲပြက်စီးသွားပါတယ်။နောက်တစ်ယောက်လည်းပဲဆိုကဂူဂူကချက်ချင်းခုန်လိုက်တာအပေါ်တဲ့ကျမ်းမြင့်ကိုပေါက်ထွက်သွားပါတယ်။ဘူယီဝိုက်ကလည်းလန့်နေပါပြီ။ဂူဂူကသူ့ရဲ့ကျိန်တံကိုရှီလိုက်ပြီးအောက်မှာကျန်ခဲ့တဲ့စိုက်ဘော့အိတ်ကိုအပေါ်ဘက်စီဆွဲတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဘူယီဝိုက်ကတနက်နဲ့ပြစ်လို့ဂူဂူကတော့စိုက်ဘော့အိတ်ကိုဆွဲတင်ရင်နဲ့ရှောင်နေခဲ့ရပါတယ်။တချို့ကြည့်ရဆိုရင်ထိသွားပေမဲ့ဘာမှတော့မဖြစ်ပါဘူး။နာရောနာရောပေါ့။ GTV ဘာမှမဖြစ်တာကိုဘူယီဝိုက်ကတော့အံ့ဩရပြန်ပါပြီ။ ခုလောက်မေးလို့ရမလားကြည်ရနေကမင်းကိုထိရမလားထိရပြီးတော့အရန်လာတယ်မင်းကိုနှစ်ဆောင်းနောက်ပြန်လှုပ်ပေးမယ်လေဝန်မပြောင်းချင်းဂျွာကောင်းဆောင်အောင်ကုချက်ချင်းပြန်ပေးကိုကူကနောက်ဆုံးတော့မတ်စကတ်တာဝါရဲ့ထိဆုံးတက်ကိုရောက်သွားပါ යි နောက်ဆုံးတော့ဘုံမဝိုင်းနဲ့ရှင်တိုင်မိုးစတင်ပါပြီဒီမှာရင် Dragon Ball Kid အပိုင်း40ကပြီးဆုံးသွားပါ යි